အစံတီဗီပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့ဒီနေ့ကတော့ဒါစနေနေ့ပဲဖြစ်ပါတယ်စနေနေ့မှာကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်အပြင်ခြားသောပွဲစဉ်တွေအများကြီးရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲချုပ်သုံးသပ်ခမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ဂျာယက်မှာတော့ဒါယူရိုပါလိပွဲစဉ်တွေကိုတော့ကျွန်တော်ဒါပွဲချုပ်သုံးသပ်ချက်လေးတော့ အမတင်ပေးပြခဲ့ဘူးပေါ့နော် free poison တွေဒီဒါမဲ့ mama group မှာတော့ပုံမှန်တင်ဆက်ရွေးချယ်မှုလေးရှိပါတယ်ဆိုတော့ဂျာရမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါတောက်လျှောက်ပေါ့နော်ဒါ plus 400နီးပါးလောက်အပေါင်းထွက်ခဲ့တာမျိုးရှိတယ်ဆိုတော့ဒီနေ့မှာတော့ free poison လေးတွေကိုလည်းအကောင်းဆုံးရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့ကြန့်ရှိနေတဲ့ poison တွေကိုလည်းဒါ mama group လေးမှာအရွေးချယ်တင်ဆက်ပေးသွားမှာလေးဖြစ်ပါတယ်ဆိုတော့ mama group ကို join နေတဲ့ညီကိုလေးတို့လည်း viber number လေးပေးထားပါတယ် okay ဆိုတော့ကျွန်တော်တို့ဒါ premier league poison တွေကိုတွားအောင်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ဒါစနေနေ့မှာဆိုလို့ရှိရင်လည်းဒါပွဲကောင်းတွေအများကြီးရှိပါတယ် အဲစနေနေ့ပွဲစဉ်ဒီဒဲကာမှဒါအစောဆုံးပွဲစဉ်တပွဲဖြစ်တယ် Brentford တင်းနဲ့ United တင်းရဲ့ပွဲစဉ်ကိုစပြီးတော့ခမန်းတုံးတက်မှုလေးပြုလုပ်ပေးကြပါတယ်ဒီပွဲစဉ်ကတော့ဒါစနေနေ့ညနေ6:00နာရီ Brentford တင်းရဲ့အိမ်ခွင် Community Stadium မှာရှင်ပြိုင်ကစားသွားကြမှာလေးဖြစ်ပါတယ်ဆိုတော့အော် Brentford ကလည်းလက်ရှိမှာဒါနီးပြတ်တဲ့လက်ထပ်မှာတော့အတင်းကပြန်လေပြီးတော့ဒါတိဆောက်နေရတဲ့ကာလပြီးတော့အဓိကကစားသမားတွေကိုလည်းလက်လွတ်ထားရတာဖြစ်တဲ့အတွက်ကိုရလပိုင်းတွေကတော့မကောင်းတာဘူးလက်ရှိမှာဆိုလို့ရှိရင်လည်းဒါ Brentford ကဒါ Premier League ငါးပွဲကစားပြီးထားတဲ့ချိန်မှာဆိုလို့ရှိရင်တော့တပွဲနိုင်တပွဲတည်သုံးပွဲရှုံးထားတယ်။ရမက၄မှတ်ဆိုတော့အဆင့်၁၆နေရာမှာရက်တည်နေပါတယ်။တစ်ဖက်က Manchester United အသင်း Manchester United အသင်းကလည်းဒါ PR တွေအောက်ကနေပဲရုံးကန်ကစားနေရတယ်။အဒီရာဒီအဝေးကွင်းသုံးပွဲမှာတော့နိုင်ပွဲမရရှိထားဘူး။နောက်ဆုံးရှင်းပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါ Chelsea အသင်းကိုအနိုင်ရရှိပြီးတော့အမူရင်းအနေနဲ့ PR အနှင်းငယ်တော့ယော့သွားတယ်။တိုးတော်လည်းဒါလက်ကျန်ပွဲစဉ်နေမှာအမူရင်းရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးလာနိုင်တဲ့ အအနေထားမျိုးလေးတွေရှိတဲ့အတွက် United ရဲ့ရလက်လေးတွေကကောင်းမှုအတွက်ပေါ့နော်အမရင်းအနေနဲ့ဒါစူးစမ်းပေးဖို့လိုတယ်ပြီးတော့ဒီနေ့ပွဲစဉ်က Brentford တင်းရဲ့အိမ်ကွင်းဆိုပေမဲ့ United အသင်းအနေနဲ့ကတော့ဒါအနိုင်ရရှိဖို့အတွက်ပေါ့နော်အခွင့်အရေးများစွာ ရှိနေတယ် တို့ပေမဲ့လေ community stadium ဆိုတာက united အတွက်ကတော့တော်တော်လေးခက်ခဲတဲ့ကွင်းလို့ပြောရမှာလည်းဖြစ်တယ် premier league နောက်ဆုံးတွေ့ဆုံမှု3ချိန်ပေါ့နော်နောက်ဆုံးတွေ့ဆုံမှု3ချိန်300ရာသီ brandford တင်းရဲ့အိမ်ကွင်းမှာ united အနေနဲ့အနိုင်မရရှိထားဘူးဒါပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်လေ brandford တင်းရဲ့အိမ်ကွင်းမှာဒါ4-3ဆိုတဲ့ရလတ်မျိုးနဲ့ united ကရှုံးနေခဲ့ရတာမျိုးရှိတဲ့အတွက်အာ United အနေနဲ့ပေါ့နော်ဒီပွဲစဉ်ကကျင်းသေးပေါက်ခက်ခဲဦးမယ်ပွဲစဉ်တစ်ဖက်ကလည်း Brandford ကရမှတ်လိုအပ်နေတယ်အိမ်ဝင်ကစားပုံကတော့ Brandford ကထုံးစံတိုင်းမာကျောနေစေလို့ပဲကျွန်တော်တို့ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ် so brandford အသင်းရဲ့လက်ရှိအခြေအနေလေးကိုကြည့်မယ်ဆိုရင်တော့ဒါနောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ premier league မှာဆိုရင်လေပြီးတော့ခန်းစစ်ပိုင်းကပေးကူတွေပေးထားရပါမယ်တိုက်စစ်ပိုင်းကလည်းဂိုးပြန်ရနေတာလေးတစ်ချက်ကတော့ brandford အတွက်အသာကြလို့ပြောရမလားတော့မသိဘူးเนาะအဓိကကစားသမားတွေဒါလက်လွတ်ထားရပါမယ်လေတိုက်စစ်ပိုင်းကတော့အာနောက်ဆုံး၄ပွဲဆက်တော့ဒါဂိုးရနေတဲ့အခြေအနေမျိုးလေးမှာရှိတယ်အဲ United အနေနဲ့ကတော့ကျွန်တော်ရှိရပြောလို့အဝေးဝင်ရလောက်ပိုင်းလေးမကောင်းတော့ဘူးเนาะပြီးတော့ ဒီနေ့ဒါ United အသင်းရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်အဓိကကစားသမားဖြစ်တဲ့အာမတ်ကဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်ပြီးတော့ Casemiro ပွဲပယ်ကြောင့်ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်အနောက်ခံကစားသမား Masauri injury ရရှိနေတာဖြစ်တဲ့အတွက်ကိုကျွန်တော်ထင်တာကတော့ဒါညာချမ်းမှာ dialogue ကိုတုံးပြီးအဘယ်ချမ်းမှာကတော့ဒေါကူကိုတုံးလာနိုင်မှုရှိတယ်တိုက်စစ်ပိုင်းမှာလည်းအာမတ်မပါဝင်နိုင်တဲ့အနေအထားမှာတော့ဒါ အကူညာတို့အမ်ပမိုးတို့ဥဆောင်လာပြီးတော့တစ်ဖက်မှာဆက်တော့ဖုန်းနေရာမှာတော့ဘင်ဂျမင်ဆက်စကိုပွဲထွက်လာနိုင်မှုရှိတယ်။အကွင်းလင်မှာလည်းကာစီမပါဝင်နိုင်ပေမဲ့လည်းအတင်းကောင်းဆုံးဖာနန်ဒက်စ်နဲ့ဥကတေးကိုဒီပွဲစဉ်မှာတုံးလာနိုင်မှုရှိတယ်ဆိုတော့အယူနိုက်တက်အနေနဲ့ကတော့အာမတ်မပါဝင်နိုင်တာရဲ့ကာစီကွင်းလင်မှာမပါဝင်နိုင်တာလေးတစ်ချက်ကတော့အနေငယ်တိုက်စစ်ပိုင်းလေးအာရော့လာမလားတော့မပြောတတ်ဘူးပေါ့နော်။တစ်ဖက်ကတော့ Brandfo ကတော့ထုံးစံတိုင်းပဲဒါသူတို့အတင်းရဲ့ဒါအဓိကကစားသမားဖြစ်တဲ့တီယာဂိုရိုရှိတ်တို့ဥဆောင်လာမယ်ပြီးရင်ဟန်ဒါဆန်ရှိမယ်ဒန်စတတ်တို့အဓိက ပွဲထွက်လာဖို့ရှိတယ်။နောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်းဒါ Colin တို့ Van der Vaart တို့ဒါ Picknor တို့အပွဲထွက်လာဖို့တော့ရှိနေပါတယ်။ Okay ဆိုတော့လက်ရှိကျွန်တော်အာရှအကြောပေးမှုကိုကြည့်မယ်ဆိုရင်တော့ Brentford အိမ်ကွင်းဆိုပေမဲ့ United ကတော့ Chelsea ကိုနိုင်ထားတဲ့အချိန်အရာရောအတင်းကြီးဆိုတဲ့အနေထားအရာရောဒါ level 80ဆိုတဲ့အကြောပေးမှုလေးပေးလာတယ်။ဒီအကြောပေးမှုကတော့ fair ဖြစ်တဲ့အကြောပေးမှုလို့ပြောလို့ရတယ်။ဆိုတော့ current form အရာရော community stadium မှာနောက်ဆုံး300ဒီဆက်3ပွဲဆက်ပေါ့နော်အနိုင်မရထားတဲ့ United အနေနဲ့လက်ရှိ level 80ဆိုတာကတော့ဒါမာကျောတဲ့အကျော်ပေးမှုလို့ပြောလို့ရတယ်ဆိုတော့အမိုးရင်အနေနဲ့နောက်ထပ် PR တွေအောက်ကလွတ်မြောက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမလားဆိုတော့ဂိုးပေါင်းအခြေအရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ3 plus 30ဆိုတာမျိုးလေးတော့လက်ရှိမှာအကျော်ပေးထားတယ်အပြောင်းလဲလေးလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်ဥရောပရဲ့ဒါ Bolton Blue Score ချိန်ကြည့်မယ်ဆိုလို့ရှိရင်လေနှစ်သင်းလုံးဂိုးသွင်းနိုင်ရရှိတဲ့ Bolton Blue Score yes ကို 1.5လောက်ပေးထားတာဖြစ်တဲ့အတွက် Brandford လည်းအင်ကွင်းမှာကိုးရနိုင်ဖို့ရှိရလို့တော့ကျွန်တော်ထင်တယ်အဲဒါကြောင့်လဲ Bury ကြီးကမျှတရဲဆိုရင်ပဲပေါ့နော်အဲ ခမန်းကတော့ခတ်နေသေးဖြစ်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါဂိုးပေါင်းအပေါ်လေးကိုရွေးချယ်ပေးနေတာမျိုးရှိတယ်ဘရန်ဖို့လည်းဂိုးရနိုင်ဖို့ရှိသလို United လည်းအဲဂိုးရနိုင်ဖို့ရှိတယ်အနိုင်ရရှိဖို့ရာခိုင်နှုန်းလည်းများနေတဲ့အနေအထားမှာတော့တစ်ဖက်ကလည်းဘရန်ဖို့ကရမှတ်လို့အချက်မြင်မာနေတဲ့အတွက်အပြန်လန်သွင်းဂိုးလေးတွေနဲ့ဒါဂိုးများသွားမဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့ထင်ပါတယ် Okay နောက်ထပ်ပွဲစဉ်ကတော့ကျွန်တော် Forest ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားပါတယ် Forest အိမ်ကွေးမှာကစားမှာပါအာတန်တက်ဆန်ဒလန်အသင်းဆန်ဒလန်အသင်းကလည်းလက်ရှိတန်တက်အသင်းတွေထဲမှာတော့ဒါခြေစွမ်းအကောင်းဆုံးအသင်းလို့ပြောရမှာဖြစ်တယ် အဲလက်ရှိကျွန်တော်တို့ဒီရာသီအဖွင့်ပွဲစဉ်ဒီမှာစနလန်အတင်ဆွမ်းဆောင်ပြထားတဲ့ရာလက်တွေရောတကယ်ကိုအထင်ကြီးလောက်စရာရာလက်တွေလို့ပြောရမှာလည်းဖြစ်တယ်။ဆိုတော့လက်ရှိမှာ Forest ထက်တောင်မှာဒါရာလက်ပိုင်းကောင်းနေသေးတယ်။နောက်ဆုံး၄ပွဲဆက်မရှုံးသားဘူး။အဲတန်တက်အတင်ဆိုပေမဲ့ Premier League ၅ပွဲကစားပြီးထားတဲ့အချိန်မှာဒါတပွဲပဲရှုံးသားတယ်။၂ပွဲနိုင်၂ပွဲသိရရမအားဖြင့်၈မှတ်အဆင့်9နေရာမှာရပ်တည်နေတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Aston Villa အသင်းကိုတယောက်ရောနေတောင်မှချီပါဘူးပြန်သွင်းပြီးတော့ ရမတ်တမတ်ရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ဒါမန်တယ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဆနလန်အတင်းအားရောဒါစိတ်ပိုင်းဆိုင်ရာရောခြေစောင်းပိုင်းဆိုင်ရာရောတကယ်ကိုကောင်းမွန်တိုးတက်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်တို့ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ်။တစ်ဖက်က Forest Forest ကတော့ဒါနောက်ဆုံးကစားခဲ့တဲ့၅ပွဲဆက်မှာနိုင်ပွဲပျောက်ဆုံးထားတယ်။ Premier League ပွဲစဉ်တွေမှာလည်းရလပိုင်းကမကောင်းခန်းစစ်ပိုင်းကပေးကူတွေတောက်လျှောက်ပေးထားရတယ်။ နောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘန်လီအသင်းကိုအနိုင်မကန်ထားနိုင်ခဲ့ဘူးအဲကျွန်တော်တို့ဒါနောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်ဘတ်တစ်သင်းတဲ့ပွဲစဉ်မှာဆိုရင်တော့ဒါတူတူဆိုတဲ့တီရလက်မျိုးထွက်ပေါ်ထားတာမျိုးတော့ရှိပါတယ် Okay ဆိုတော့ကျွန်တော်တို့ဒါလက်ရှိလူစင်းအားကြည့်မယ်ဆိုရင်တော့ Forest ကတော့တာပါတယ်အဲဆန်ဒါလန်အသင်းထက်အနည်းငယ်တာတယ်အင်ဂွင်းအားတာချက်တစ်ချက်ရှိတယ်ရလက်ပိုင်းအရာ current form အရာကျွန်တော်ခုနကပြောလို့ physical ဘိုင်းအရာ mental ဘိုင်းအရာတော့ဆန်ဒါလန်ပို့ပြီးတော့ strong ဖြစ်နေတာမျိုးတော့ရှိတယ် ဆိုတော့လက်ရှိမှာကျွန်တော်တို့အာရှရဲ့အကျိုးပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ Forest ကတော့ဒါ1 60ဆိုတာမျိုးလေးအကျိုးပေးလာတယ်အကိုပေါင်းကြီးကတော့2 90ဆိုတာမျိုးလေးတော့ပေးလာတယ်ဗျဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဒီတစ်ခေါက် Forest ပေးတဲ့ကြီးကကျွန်တော်တို့ဒါ အဲချိန်ကြီးမယ်ဆိုလို့ရှိရင်တော့ဖြစ်တင်ဖြစ်ထိုက်တဲ့ကြေးပေါ့နော် level 100ဆိုတာထက်ဈေးပိုပေးထားတဲ့အနေအထားမျိုးပေါ့နော်တစ်ဖက်ကကျွန်တော်တို့ဒါဆနလန်ကိုတန်တက်အတင်းဆိုပြီးတော့ကျွန်တော်တွားပြီးတော့ short တွက်လို့တော့မရဘူးလက်ရှိ current fund တွေကကျွန်တော်ရှေ့ရပြောလို့ forest ဒီခန်းစစ်ပိုင်းကတောက်လျှောက်ဂိုးတွေပေးနေရတဲ့အနေအထားရုန်းကန်နေရစေအခြေအနေအာ premier league နိုင်ပွဲလိုအပ်ချက်မြင်မာနေတဲ့အခြေအနေမှာပေါ့နော်ဒါ fair ဖြစ်တဲ့ကြေးလို့ပြောလို့ရတယ်ဆနလန်အနေနဲ့ကတော့ဒါနောက်ထပ်အန်ဩစရာရလတ်မျိုးဆွမ်းဆောင်ပြသွားမလားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလူစင်းရကြည့်မယ်ဆိုလို့ရှိရင်လေ forest အတင်းအနေနဲ့ကတော့ဒါတိုက်စစ်ပိုင်းမှာ ပုံမှန်တိုင်းပဲကျွန်တော်တို့ဒါ Chris Wu ကိုအဲ strike ကနေရာမှာတုံးပြလာမယ် Morgan Gifford တို့ရှိမယ် Queenland မှာ Anderson တို့ Sankare တို့ရှိမယ်အာတောင်မန်ဒီမှာဆိုလို့ရှိရင်တော့ဒါ Andrew ကိုပွဲထွက်လာဖို့ရှိတယ်နောက်ခံလူနေရာမှာဒါ Morillo မပါဝင်နိုင်သေးဘူးဆိုတော့ Milan Covid ဒါ Morato Sinchenko နဲ့ Willian တို့ပွဲထွက်လာဖို့ရှိတယ်အဲဆိုတော့ Forest အနေနဲ့ကတော့ဒါ အာနောက်တန်းပြဿနာလေးတို့ဒီပွဲစဉ်မှာလည်းဖြည့်ရှင်းဖို့တော့လိုတယ်တိုက်စစ်ပိုင်းကတော့ဒါကိုရရှိမယ်လို့ကျွန်တော်ထင်တယ်အင်ကွင်းလည်းဖြစ်နေတာလည်းတချို့နိုင်ပွဲလိုအချက်အမြင်မားနေတယ်ဆိုတော့တစ်ဖက်ကတော့ကျွန်တော်တို့ဒါစနလန်အနေနဲ့တိုက်စစ်ပိုင်းမှာဒါအစ္စတောရှိမယ်အဲပြီးရင်ပုံမှန်ခြေစွမ်းပြနေကစားသမားတွေဖြစ်တဲ့ဒါအဓိကကွင်းလေကစားသမားဝိုင်းကစားသမားရှာခါဥဆောင်လာမယ်အဲပြီးရင်တောင်ပိုင်းမှာဆိုလို့ရှိရင်တော့လာဖေးစ်တို့ရှိနေမယ်အခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဘယ်လာအဲ မူခီလီပေါ့နော်အဒီကစားသမားတွေပဲပွဲထွက်လာဖို့ရှိပါတယ်။ Okay ဆိုတော့ဆန္ဒလန်ကတော့ဒါချစ်ချစ်လေးလေးနဲ့ပေါ့နော် Forest ကတေရမခွဲယူသွားမလားဒီချက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်။တိုးပေမဲ့လေ Forest အနေနဲ့ကတော့ဒီကြိမ်ကတော့အိမ်ကွင်းလေးဖြစ်နေတယ်။နိုင်တဲ့နိုင်ထိုက်တဲ့ကြီးလေးအကျော်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါ Forest ပဲဒီပွဲစဉ်မှာတော့ဒါရမတ်သုံးမှတ်ရရှိသွားမယ့်ပွဲစဉ်လို့ကျွန်တော်ထင်တယ်။နောက်ထပ်ကတော့ဒါနီးပြတဲ့ Postigo Glue အနေနဲ့ကလည်းဒါအိမ်ကွင်းပြိုင်သက်တွေရှိမှာပေါ့နော်အဲ နိုင်မွေးရယူပေးဖို့အတွက်အချိန်တန်ပြီလို့တော့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် forest နဲ့စွန်စားကြင်ပါတယ်။အာ forest ပဲအနိုင်ရရှိသွားမယ့်ပွဲစဉ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒါတော့ကျွန်တော်စနေနေ့ပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ့်ထင်တဲ့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ကြန့်ရှိနေတဲ့ကျွန်တော် La Liga Bundesliga ပြီးတခြားသော league ပွဲစဉ်တွေကိုတော့မမကလူလေးမှာရွေးချယ်ပြီးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ဂျာဂျင်းနိုင်ငံကြီးကိုတွေ Viber number လေးချပေးထားပါတယ်။ကြည့်ရှုပေးကြရအောင်ညီကိုအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။